အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေဈေးကတော့900အကြာနဲ့ဈေးပိတ်သွားပါပြီဒီနေ့က30ရက်နေ့လေးလပိုင်း2020နဲ့9ခုနှစ်ညနေပိုင်းတိုင်းရွှေဈေးကတော့900ကျပါတယ်96.5ခန်းလို့ရှိတဲ့တိုင်းရွှေအခဲဈေးဆိုင်ကရောက်နေဈေးက9000တထောင်နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက9000တထောင်နဲ့မှ800လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောက်နေဈေးက9200နဲ့မှ800ဆိုင်ကလက်ခံတဲ့ဈေးက9861.83ညနဲ့ပေါင်းဈေးရှိပါတယ် ကမ္ဘာရွှေတောင်စားကိုဒေါ်လာ3296နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမန်ငွေ33.4နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ငါးရာဂိန်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခဏာ100ရှိပါတယ်။လက်ခဏာ PSC ထိုင်းရွှေခဲတစ်ပတ်သားကို9200နဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခဏာဈေးကတော့ရာဂိန်းလုံးပြန်မပြတ်ပဲဆိုင်က9800ဈေးနဲ့ပြန်ပြီးတော့လက်ခဏာပါ။လက်ဝေးရနာရဲ့လက်ခဏာတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000ရှိနိုင်ပါတယ်။ မိမိဝယ်တဲ့ထဲပေါ်မှာမူဒီလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကိန်းလုံးပြတ်ပြီးတဲ့အပြင်ကို4900ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်အရှိမှာတော့တိုင်းရွှေစည်းကအကြစည်းနဲ့ပဲရှိနေပါသေးတယ်ဒီနေ့တရက်လုံးတန်းတာအနေနဲ့15ချိန်တိတိအတက်ကြရှိပါတယ်ညနေပိုင်းမှာတော့900အကြနဲ့ပဲစီးပိတ်သွားတာဖြစ်ပါတယ်အမြတိုင်းရွှေကရေတုံအနေနဲ့ကြာနေပြီမဲ့ရေရှည်အနေနဲ့တိုင်းရွှေခဲတပတ်သားကို6000တိတက်မယ်လို့ခမန်းထားကြပါတယ်အရှိမှာတိုင်းရွှေစည်းကကြာနေတာဖြစ်တဲ့အတွက် ွက်ထိုင်းရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ကစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့ချ်ခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က200၊ဘာပတ်သားဒီဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ထိုင်းရွှေစိတ်ငွေစည်းတွေကိုမြန်တမ်းတင်ပေးပါရတယ်။ထိုင်းရွှေစိတ်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။